မင်္ဂလာပါနော်ဒီနေ့နန်စာလေးတွေနည်းနည်းပြောပြမယ်ကြည့်ကြည့်လိုက်ပါနော်ဘလိုတန်ထွက်မလဲကျွန်တော်ဆိုဘလိုပြောမလဲ who over sanction ဝအာကျွန်တော်ဒီထဲမှာငါကျွန်တော်ကျမအကုန်ပါပြီနော်ကျွန်တော်လို့ပဲပြောပြောကျမလို့ပဲပြောပြောငါလို့ပဲပြောပြောတိ့ဥစမဝလို့ပဲတောင်းနေနော်ဝအာဟောမြန်မြန်ပြောမယ်ဆိုရင်ဝအာကျွန်တော် အဲ့ကျွန်ုပ်တို့ဆိုရင်ဘယ်လိုပြောမလဲ woman ဒီမှာတတိထားမိလားဒီ man ဆိုတဲ့ပုံမှာအတန်မပေါင်းတော့အဲ့ဒါတရုပ်လို့ဆိုရင် chinsen လို့ခေါ်တဲ့ဒီအတန် freedom ပေါ့ဘာလို့အဲ့လိုပြောရလဲဆိုတော့သူကအတန်တစ်ခါတတိကျရင်အတန်တက်လည်းဖြစ်သွားတယ်တစ်ခါကျရင်နှစ်တစ်ခါကျရင်သုံးတစ်ခါကျရင်လေးသူကအတီတကြမရှိဘူးသူကအရှိရဒီအတန်ကိုပဲမိခိုးပြီးမှအဆင်ပြေတယ်လို့ထွက်ရတယ်ပြီးလို့ရှိရင်သူရဲ့ထူခြားချက်ကပါလဲဆိုတော့သူကအတန်က ပုံမှန်အတန်တွေထက်တူကတဝက်ပဲရှိတယ်တဝက်လောက်ပဲရှိတယ်ပြီးတော့ပော့ပော့ပပလေးဆူရတဲ့အတွက်ကြောင့်မလို့ချင်းဆန်းလို့ခေါ်ရတာနော်ပော့ပော့ပပလေးဆူရတယ်အဲ့ဘယ်နေရာမှာအတုံးဝင်လဲဆိုလို့ရှိရင်အာဥပမာပေါ့နော်ဥပမာပအဖေဆိုတဲ့စကားလုံးပနော်တူကပွားပအတန်လေးနဲ့ဆိုတော့ပအဲ့နောက်ခုပြောလိုက်မယ်ဖေဖေလို့ပြောချင်တယ်ဆိုရင်ပပသူများလည်းမျိုးခေါ်တာကြားဘူးလားမကြားဘူးနော် ပပပအဲ့လိုခေါ်ရဆိုဘလိုဖြစ်နေအဲဟိုကြားရတာကတိကောက်ဖြစ်တယ်နော်ဆိုရတာလည်းကတိကောက်ဖြစ်တယ်အဲ့ဆိုနှစ်ခုဆက်လိုက်တဲ့အချိန်မှာဘလိုဆိုရမလဲဆိုတော့ဒီမှာကြည့်လိုက်အနောက်မှာအဲ sorry ဒီလိုနှလုံးဆက်လိုက်တဲ့အချိန်မှာနောက်ကတတန်း freedom ဖြစ်သွားတယ်အဲ့ဆိုရင်ပပပပအမ်ဆိုရတာလည်းအဆင်ပြေသွားတယ်နော်ပြီးတော့နားထောင်ရတာလည်းထထထထောက်ရင်းမဖြစ်တော့ ူကအဲ့ဒီနေရာမှာအရေးပါပါတယ်เนาะဒီလိုအတန်တွေနောက်ဆိုအများကြီးရှိတယ်เนาะဒီလိုတန်သူကအတီတကြမရှိဘူးအဆင်ပြေသလိုဆိုရတယ်ပပါပပါပပပပလေးနဲ့တူတူတတောက်ကလေးပေါ့ဒါကြောင့်သူ freedom လို့ပြီးကိုယ့်အကူဘာရပြန်ပေးလိုက်တာပါအမ်ပပါပါအဲ့ဒါဆိုဒီနေရာမှာဘယ်လိုဆိုမလဲ woman woman ကျွန်တော်ဟုတ်ပြီเนาะဒါဆိုရင်တင်ဒါမှမဟုတ်လေခမည်း ဒါမှမဟုတ်လေမဲနဲအစရှိတဲ့ပြင်ပေါ့တိရုပ်ဆာမှာတော့ဒီတလုံးပဲရှိတယ်နော်နီနာယင်းနီဆန်ရှင်နီအမြန်နဲ့ပြောမှဆိုရင်နီနီဒီအောက်ကတတလုံးလဲနီပဲဒီနှစ်ခုကပါကွဲပြားလဲဆိုတော့နော်ဒီနှစ်ခုကပါကွဲပြားလဲဆိုတော့အောက်ကဒီတလုံးကဒီစကလုံးကအမျိုးသမီးပေါ့နော်မိန်းကလေးကို အထူးရည်ညွှန်းပါတယ် ်တင်တကယ်လို့ယောက်ျားလေးကိုနဲ့ပြောမယ်ဆိုရင်နင်ကပြောမယ်ဆိုရင်ပေါ့နော်ရေးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအောက်ကဒီစကလုံးရေးလို့မရအောင်နော်သူက main ကလေးကိုပဲအထူးရင်းညွှန်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကယောက်ျားလေးတွေမှာဆိုလို့ရှိရင်ယောက်ျားလေးအတုံးတုံးတွေမှာဒီရဲ့အောက်ကတလုံးကိုထည့်မတုံးရဘူးအပေါ်ကျတော့ main ကလေးရောယောက်ျားလေးရောတုံးကြတာပဲခုနောက်ပိုင်းတော့တိတ်မလို့မခွဲချတော့ဒါပေမဲ့အောက်ကဒီတလုံးပေါ့နော်ဒါဘ ഹു တုတအနေနဲ့တည်အောင်ပြောပြတာအတန်ထွက်ကတော့အတူတူပဲနေ့ ဲမရေးပုံကြီးနေမတူတော့တာဗောနော်အဲဆိုရင်တင်တို့ဆိုရင်ဘယ်လိုပြောမလဲနေမန်နေမန်ဟောဒါဆိုမင်္ဂလိကိုစာပြုဗောမင်္ဂလိအထူးညွန်းနေဟောဒါဆိုရင် I'm sorry နော်နေမန်ဟောပြီနော်အဲဆိုဆက်သွားမယ်တူဗောအာဒါဆိုရင်တော့ခွဲခြားလွယ်နော်တူတူမအဲဒါယောက်ျားလေး ရည်ညွှန်းနေဒီကတော့မင်္ဂလိပ်ရည်ညွှန်းနေပေါ့နော်2ဒါပေမဲ့အတန်ထွက်ကအတူတူပဲနော်ရေးပုံရင်းနီးပဲကွာခြားရတာနော်ဆိုထာအထာယရှန်ထာ2ဆိုတော့ထာအောက်မှာလည်းတူပဲနော်2မဆိုရင်လည်းထာပဲနော်2တို့ဆိုရင်ထာမန်ထာမန်ဟော2မတို့ဆိုရင်လည်းထာမန်အတူတူပဲနော်အတန်ထွက်ပြီးတော့အရာဝတ္ထုတွေကိုညွှန်းမယ်ဆိုလို့ရှိရင်တက်မဲ့ပေါ့နော်ဒါစာအုပ် ခဲတန်ပေးတန်အင်ဂျီစရှိတဲ့ဖြစ်ပေါ့ရေးပုံရင်းနေမတူဘူးနော်ဖတ်ပုံဖတ်နေရတော့အတန်ထွက်တူတူပဲထား၎င်းတို့ဆိုရင်လည်းထားမန်နော်ထားမန်နောက်တစ်တစ်ခုကသရိတ်စံလေးရီယူနီယံလားဘယ်တော့မှမကြည့်နည်းနည်းလေးခတ်တယ်နော်ဒီဒီဟာလေးကကြည်ကြည်ရတယ်နည်းနည်းလေးခတ်မဲ့ပုံပေါ့နော်ဒါမှမဟုတ်အတန်ထွက်ကတူတူပဲနော်အာထား၎င်းတို့ဆိုရင်ထားမန်ထားမန် ဟုတ်ပြီနော်အဆင်ပြေလားတော်ပြီမလူလာကြည့်ကြပါနော်